နည်းဆုံးတော့ကဘာတဝမ်းလောက်မှရှိရဲ့စောင့်နိုင်ငံတွေထဲမှာငါတို့လိုပဲအဲ့လိုပဲဆင်းရဲနေတဲ့မွေးနေတဲ့ငါတို့စောင့်နိုင်ငံတွေအများကြီးရှိရဲ့အဲ့စောင့်နိုင်ငံတွေအကုန်လုံးကဇန်ခန့်ပစ္စည်းကဘာလဲသိလားအဲ့ဒါအမြင်ပဲစင်ပေါ်မှာညဉ့်ညမ်းစကားတွေပြောဆိုကကွန်တုံးတွေဖြန့်ဝေခဲ့တယ်လို့ဆိုပြီးအဆိုတော်ဝင့်နဲ့ပွဲစီစဉ်သူတွေအပါအဝင်16ဦးကိုဖမ်းဆီးရေးယူလိုက်ကြောင်းစစ်ကော်မရှင်ကထုတ်ပြန်ကြေညာလိုက်ပါတယ်။ရန်ကုန်မြို့တင်ငန်းကျွန်းမြို့နယ် Eastern Yangon Event Park မှာနိုဝင်ဘာလ2ရက်နေ့ညကပြုလုပ်ခဲ့တဲ့ Overflow Music Festival ဖြော်ပြပွဲမှာအဆိုတော်ဝင့်ခေါ်ရဲဝင်အောင်ကဥဆောင်ပြီးတီဆိုကခုံနေချိန်ညဉ့်ညမ်းစကားတွေပြောဆိုကာကွန်တုံးတွေကျဲချခဲ့တာပါဒီလိုရက်ကိုလူမှုကွန်ရက်စာမျက်နှာမှာဝေဖန်ပြောဆိုမှုတွေများပြားလာပြီးတဲ့နောက်စစ်တပ်ကညဉ့်ညမ်းစကားပြောဆိုတဲ့အဆိုတော်အပြင်ပါဝင်တီဆိုကခုံသူတွေကိုပါမချမ်းဖမ်းဆီးလိုက်တာဖြစ်ပါတယ် ွဲစားစီစဉ်နေရလူတွေကိုဆဲပါမယ်ပွဲစားစီစဉ်နေရကိုဆိုင်းဘုတ်ဒီမှာဆာအဲဆဲဆိုတာတွေဒါမှမဟုတ်ဆဲဆိုဖို့ရည်ရွယ်ချက်တွေနဲ့ပွဲစီစဉ်သူတွေကလုတ်ခဲ့မယ်ဆိုရင်တော့ဟုတ်တယ်သူတို့တိတိလေးတွဲလို့ရတယ်အဲ့လိုမဟုတ်ဘူးသူကသူလုတ်တဲ့ပွဲမှာအစိုးရကသူကသူဆဲသွားတဲ့ကိစ္စကိုဆိုရင်အစိုးရပဲရည်ရွယ်လို့ရမှာဘေးနားကနေသူတွေလည်းရည်ရွယ်လို့များတော့တကယ်ဥပဒေပါကိုပုံပင်လိုက်တာပေါ့လေနော်အဲတရားဝင်တန်းကြတယ်သူတို့ကိုယ်တိုင်မသိရတော့ပြန်ရမတူဘူးအာလူရီကနေပြီးတော့ဒါမှမဟုတ်ဒီစစ်ကောင်စီရဲ့ဒီဘယ်လိုပြောမလဲလော်ဘီကနေပြီးတော့ အဒီကအပေါ်မှာဖန်ဖန်ဖူရာနဲ့ရှိသမျှဟိုတို့တို့ရဲ့ဒီတရားခွဲဖွဲ့စည်းရန်နေပြီးတော့အဲဒီအစားဝါရီကတော့ဖန်နန်နေတူပါလေအကြီးရတော့စိတ်ကောင်းကြီးရောက်မှကြံခဲ့တဲ့အဲနန်းစီရန်လေးဝင်နေနေရအအရေးချင်းတလောက်တောင်ကြံပြင်းရလားပေါ့လေဆိုတော့ဟိုအားရတော့တင်းမကောင်းပါတယ်သူတို့ကိုရာဇသက်ကြီးဥပဒေပုံမှားတွေဖြစ်တဲ့နိုင်ငံတော်ကြီးညိုပြက်စီမှု ပုံမှား905ကကြီးအများပြည်သူဆိုင်ရာနေရာမှာဒါမှမဟုတ်အနီးနားမှာ ညဉ့်ဉန်းတဲ့ဆဲဆိုမှုပုံမှန်2 6နဲ့ပြစ်မှုကျူးလွန်ရမှာအားပေးကူညီမှု ပုံမှန်1 1လို့နဲ့အမှုဖွင့်ရေးယူထားတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ဒီရုပ်တံဖိုင်ပေါ်လူမှုကွန်ရက်မှာဝေဖန်မှုတွေမြင့်တက်ပြီးတဲ့နောက်အဆိုတော်ဘက်ကတောင်းပန်စာရေးတာတွေရှိခဲ့တယ်လို့စစ်တပ်ကလိုက်လံဖမ်းဆီးတယ်ဆိုတဲ့သတင်းတွေပြန့်နှံ့ခဲ့ပြီးစစ်တပ်ကတော့နိုဝင်ဘာလ9ရက်နဲ့6ရက်နေ့တွေမှာစတင်ဖမ်းဆီးပြီးအမှုဖွင့်လိုက်တာလို့ဆိုထားပါတယ်။အဆိုတော်ယုံလေးကညဉ့်ဉန်းစွာပြောဆိုခဲ့တဲ့အဆိုတော်ကို လူမှုကွန်ရက်စာမျက်နှာမှာဝေဖန်ပြောဆိုခဲ့သလိုဒီဖြော်ပြမှာပါဝင်သူတွေကိုဖမ်းဆီးဖို့နဲ့အစိုးရထွက်ပြေးလို့ပွဲစီစဉ်သူတွေဖြည့်ရှင်းရတော့မယ်ဆိုပြီးဇက်တိုက်ရေးသားမှုတွေလည်းရှိခဲ့ပါတယ်။ဒီဆိုတော့ဖြော်ပြပွဲမှာအခုလိုပြောဆိုခဲ့တဲ့အပေါ်တော်လိုင်းဤဘက်မှာရက်တည်နေတဲ့အစိုးရနိုဗန်ထူးကအခုလိုမှတ်ချက်ပြုပါတယ်။သူပြောရတဲ့ရည်ရချက်မှာကျတော့ဒါဟိုပထမတော့စင်းရဲ့နိုင်ငံတွေမှာဒီစပေကန်ပစ္စည်းကလိင်စစ်ဆန်တာလည်းရှိတယ်ပေါ့နော်။ ပြောင်းပြောင်းနေအဲ့လို aggressive ဖြစ်လာတယ်လို့တော့မြင်တယ်။အဲသူတို့အခွင့်အရေးအတွက်ပေါ့တော့။ဒီနေ့အခါကျတော့သူကဒီပေါ်မှာသူတို့စိတ်မကျေနပ်မှုတွေဟောက်ဘလောက်ကြီးမုန်းချက်နေတဲ့ဟာတော့အဲ့လိုအားပါပြောတာပေါ့။ကျွန်တော်ကိုယ်လည်းဒီနိုင်ငံမျိုးမှာဟိုဟာအဲဘယ်လိုဆက်ထားမယ်ဘူးပြောကျွန်တော်လည်းမချက်ဘူး။ဒါတော့သူ့မန်လေလို့ပြောတာတော့မဟုတ်ဘူး။အဲဒါပြောလို့ရှိရင်ချော်ပြင်းရေးကန်တာပါလေဟိုဟိုစကလုံး Facebook မှုတွေကိုစစ်တပ်ကပို့လောက်လာမယ်လို့လည်းမြင်တယ်။စစ်တပ်တွေက ီကောင်လေးကအချိန်မီဘာကြောင်းနေမှမဆိုအချိန်မီသူတို့ကဖမ်းဆီးနိုင်တယ်ဆိုတဲ့ဟာကိုတော့သူငယ်တွေကိုအဲ့လိုပို့ပြီးတော့နေနေတယ်အနာဒိမီရဲ့နောက်စစ်တပ်ကပြင်ဆင်လိုက်တဲ့ပုံမှန်905ကကြီးအရာထောင်နဲ့3နှစ်နဲ့ငွေဒဏ်2ရလုံးကြာခံရနိုင်ပြီးပုံမှန်2ကိုလေးမှာတော့ထောင်နဲ့3လနဲ့ငွေဒဏ်2ရလုံးပုံမှန်114ကတော့အာပိကူညီယာရောက်တဲ့ပြစ်မှုအပေါ်မူတည်ပြီးပြစ်ဒဏ်ကွဲပြားတယ်လို့ဥပဒေမှာဖော်ပြထားတာတွေ့ရပါတယ်။ အနာသိမ့်မိတဲ့ကစစ်တပ်ဟာပေါ်များလာတဲ့ဒူးစီရိုက်မှုတွေကိုထိထိရဲရဲကင်တွေတာမျိုးမရှိပေမဲ့လူမှုကွန်ရက်ကတဆင့်စစ်တပ်ကိုဝေဖန်မှုတွေတော်လိုင်းထောက်ခံသူတွေနဲ့လူပြောများတဲ့ဖြစ်ရက်တွေမှာရာဇဝတ်မှုတစ်ခုလိုကင်တွေဖြည့်ရှင်းနေတာတွေ့ရပါတယ်။